မြမနီမြမဟန်ဒီမိုကရေစီဆိုတာဟာနိုင်ငံရဲ့အခြေအနေတွေနဲ့ကပ်ညီတဲ့ရိုးရာရင်ဆိုင်မှုတွေအပေါ်မူတည်တဲ့ဒီမိုကရေစီကိုသွားမယ်ဆိုတာဖြစ်နိုင်တယ်လို့ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌဒေါ်နန့်ခင်အေးဦးကစီနိုင်တဲ့ရင်ဌာနကိုပြောပါရတယ်။နောက်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ကိုကျင့်သုံးရမှာမြန်မာနိုင်ငံနဲ့ကပ်ညီတဲ့အခြေအနေဖြစ်ရမှာဖြစ်ပြီးမြမနီမြမဟန်ဒီမိုကရေစီကိုဖော်ဆောင်ရမယ်လို့2025ခုနှစ်ဇွန်လ25ရက်မှာကျင်းပတဲ့ငြိမ်းချမ်းရေးဖိုရမ်မှာပြောကြားခဲ့ပါရတယ်။ဥနေဝ ဝင်ခင်မှာမြန်မာဆိုရှယ်လစ်လမ်းစဉ်ဆိုပြီးမြန်မာနီမြန်မာဟန်နဲ့သွားခဲ့ကြ။အခုလည်းမြန်မာနိုင်ငံအတွင်းကရိုးရာရင်ကျေးမှုတွေနဲ့ကန့်ညီတဲ့ဒီမိုကရေစီကိုရှောက်လန်းဖို့စဉ်းစားတာဖြစ်နိုင်တယ်လို့ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌဒေါ်နတ်ခင်ဟေးဦးကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။မြန်မာနိုင်ငံမှာဆိုတာလမ်းစဉ်ဟာဆိုရှယ်လစ်လမ်းစဉ်ရှိမယ်။နောက်တစ်ခါဒီမိုကရေစီရှိမယ်။ဆိုရှယ်လစ်မှာလည်းဒီမိုကရေစီရှိတယ်။နောက်ဘုရားကအာအမြင့်ဆုံးနေဆိုတာရှိမယ်။ ောက်တခါဒီ combination နဲ့ဆိုတာရှိနေပေါ့ဒီကက democracy လို့အစိုးရတွေမှလည်းဆိုတော့ democracy ကိုအပြည့်အဝတောင်းနဲ့ပြောကြတာပဲသူနိုင်ငံသူအခြေအနေနဲ့ကိုင်းနေတဲ့ social media နဲ့ပေါ့နော်အဲ့ဒီဟာတွေကတော့အဲ့ဒီကတိုင်းပြည်ရဲ့ဟိုနမူနာမျိုးတာပါအတူတူတာပါသူမိသူမှလည်းဆိုတော့ကိုယ်တိုင်းပြည်ရဲ့အခြေအနေကိုယ်တိုင်းပြည်ရဲ့အဲဘယ်လိုပြောမလဲဟို characteristic ကိုယ်တိုင်းပြည်ရဲ့ဟိုအတွေးခေါ်ဆိုချက်မျိုးနဲ့ကိုင်းနေတဲ့ဆိုတော့ဒီမှာ democracy ကို မြန်မာပြည်မြန်မာဟန်နဲ့သွားမယ်ဆိုတာကသူမြန်မာပြည်မှာ ethnic group တွေရှိတယ်။ဒါကြတော့ပြောတာပေါ့ကောင်သူမြန်မာနိုင်ငံရဲ့အဲလုံရယုံကျေးမှုဒါအဲ့ပေါ်မှာမြင်ပြီးတော့အဲ့ဒီနဲ့ဒီလိုမျိုးပြောသွားမယ်ဆိုတဲ့ဟာမျိုးပေါ့။ပြီးတော့အဲ့ဒါဒီလိုချင်ရတဲ့အခုခုရောင်းနေမှာပေါ့ဒီရောက်တဲ့ကမ္ဘာအင်အားကြီးတွေမှာသွားပါလာတယ်ဆိုတော့ အဲ့ဒါကိုအတူတူလည်းဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့အဲ့တော့ကိုမီကိုကလည်းကိုလုံမဲ့ဆိုတဲ့ဟာမျိုးပေါ့နော်မြန်မာအုံးမြန်မာလက်ရှိပေါ့နော်အဲအဲ့ဒါလို့လည်းအခုတော်တော်လေးပြောကြတယ်ကိုမြန်မာဒီရဲ့ကိုချီတော်ဘုံပြည့်ပြီးသူများကိုမီကိုမီပေါ့အဲ့တော့မြန်မာနေမြန်မာဟန်ဆိုတာဟာမကောင်းတာတော့မဟုတ်ဘူးကောင်းတာလေ မြမနီမြမဟန်ဆိုတဲ့အသုံးလုံးကိုတချို့ကနားခါကြမှာဖြစ်ကြောင်းမြမနိုင်ငံရဲ့တမိုင်းဖြတ်တန်းပုံအရာအခုလိုပဲဖြတ်ကျော်ရမယ်အနေအထားဖြစ်နေကြောင်းဂျကိုင်ဦးဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအင်းမောင်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။တမိုင်းဆိုင်ရာအင်းများစွာကြီးပေါ့။ဘာခရပီယံစုနဲ့အချုပ်ကလေးတိုင်းသားပြည်သူတို့ကလည်းတူတူမျိုးတွေတူကိုပြ။တမိုင်းရာတူတူဖွဲ့စုံနေလို့ရှိတော့နော်။ဒါဥစားခံနေရတယ်ဗျာခရပီယံစုလို့ ကျင့်သုံးပြကြသလားတမိုင်းဆိုင်ရာရဖို့ပြည်သူနိုင်ငံဘလို့ဝေဘောလာတဲ့ဘလို့ဆက်လက်ပြီးတော့ form စုချစ်ထွားတဲ့နိုင်ငံတို့ကြီးဖြစ်မှလေးပေါ့ဒီမှာတမိုင်းကိုတက်ပြီးဖွင့်ကြမှာပေါ့ဘယ်နဲ့ကန်တခါကိုစီရရဲ့ budget ရုပ်ချက်ဘလို့ဒီမှာတမလို့ရုပ်ချက်ရုပ်ချက်ကြီးမှာချက်ပေါ့ဗျာဆက်ရှိတခါချက်ဒီကို 路皮先别骂，不咯？就乱讲嘛嘞！我尼玛，你尼玛还没把路皮把不拉？其实，南京的那眼伢子不的可能，不不的在，加油啦！第二个，伢子事情，伢们，还有不老是你们？你们那眼无细细古啊，无一点意见，你们不有对对对，伢子多的，起码你，俺们把我们兄弟姐妹安排嘛。不，你们，你们还搞咯？还有他们无说话难看，咋嘛？不，老是你们永远都你们宿舍两个人把底。 ေပဲဒီမှာဒီမှာဟာဆူရှိလို့ပုံမှန်ကြည့်ရခါမအောင်မြင်တဲ့မိသားဖြစ်တော့ဒီမှာဒီမှာဟာကိုပြည့်ပြည့်ကြပါဘူးဒီမှာမိဒီမှာဟာကတော့ဒီမှာပြတ်ကနာနာနေရဲ့အတိုင်းဖြတ်တမ်းပုံညာဒီလိုလေးကျွန်တော်ချက်ရမယ်ဒီထားလို့ကျွန်တော်လေးယူဆပါတယ် မြန်မာနိုင်ငံကိုဥနေဝင်းအုပ်ချုပ်ခဲ့တဲ့1962ခုနှစ်မှာ1988ခုနှစ်အထိမြမနီမြမဟန်ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးပြီးအုပ်ချုပ်ခဲ့ပါတယ်။အဲဒီနောက်2010အထွေထွေရွေးကောက်ပွဲအနိုင်ရပြီးဦးသိန်းစိန်အစိုးရတက်လာတဲ့အခါမှာတော့ အစိုးရလွတ်တော်တက်မတော်တို့နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားရင်းငယ်ရေးဆွေးနွေးကြကမြန်မာနိုင်ငံအားဘလို့စနစ်နဲ့သွားမလဲအဖြေရှာနေတာဟာဒီနေ့အချိန်ထိဖြစ်ပါတယ်လက်ရှိမှာ Federal Democracy ပြည်ထောင်စုကိုတိဆောက်လိုသူနဲ့ Democracy Federal ပြည်ထောင်စုဟာတိဆောက်လိုသူဆိုပြီးအုပ်စုတွေကွဲပြားနေကြောင်းဒါပေမဲ့တိုင်းနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA မှာတော့ Democracy နဲ့ Federal စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကိုထူထောင်မယ်လို့သဘောတူထားကြပါတယ်